မင်္ဂလာပါရှင်ရမ ्या အင်စတီကျုနိုင်ငံရေးသူးတေသနာဌာနနဲ့လွတ်လပ်သောမှုတရေအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငြိမ်းချမ်းရေးသုံးသပ်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ယူကဝယ်လျာတာချက်ကဘယ်လိုပုံစံလဲဆိုတဲ့အကောင်းဆုံးနဲ့ကျွန်မတို့တွေကပြောပြပေးသွားမှာပါ သလိုအနာဒိုင်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမြောင်လှရယူကပွဲဆိုတဲ့စကလုံးကိုဇက်တိုက်ပြောနေပါဗျ။ဒါကြောင့်စစ်ကောင်စီရဲ့ယူကပွဲလျာတာချန်နယ်ယူကပွဲစနစ်တို့ကိုအခုတစ်ပတ်ငြိမ်းချမ်းရေးတုံးသက်ချက်မှာစုစည်းတင်ပြပေးမှာဖြစ်ပါတယ်။ ာနာဒိုင်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လှိုင်ဟာရုရှားနဲ့ဘလာရုခီးစင်အတွင်းယူကောက်ပွဲကျင်းပမယ့်အချိန်ကိုအခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်လာမယ့်2026ဇန်နဝါရီလဇန်မာကျင်းပဖို့ရှိတဲ့ကြောင်းပြောဆိုပြထိတ်ပေးခဲ့ပါတယ်။ မလ25ရက်နေ့ကကျင်းပတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာလည်း2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာတကောက်စင်းကိုကောက်ယူထားပြီးဖြစ်တာကြောင့်ဥယျကဝဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စရုပ်ထအပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တွင်မှာလေးပိုင်းခွဲကျင်းပမှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကထုတ်ပြောထားပါတယ်။ဥယျကဝဲဥပဒေတိုင်းဥယျကဝဲကျင်းပမယ့်ရက်ကိုကတ်သက်ထားခြင်းမပြုဘဲဥယျကဝဲအထာမြောက်သည့်ဆိုယုံဥစားပေးပြီးဥယျကဝဲပြည်မြောက်သည့်အစစ်ကိုမူပါလီမန်ဒီမိုကရေစီခေတ် လိုမျိုးဆောင်ရွက်မယ်လို့လည်းပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်ပြည်တွင်းစစ်ကြောင့်1953ခုနှစ်ကျွန်းလာ12ရက်နေ့73ရက်နေ့မှ1952ခုနှစ်ဖေဖော်ဝါရီလအထိအတုံးလိုက်ခွဲပြီးကျင်းပခဲ့တဲ့ပထမကျေးပါလီမန်အထွေထွေရွေးကောက်ပွဲကိုစစ်ကောင်ဆောင်ကဆိုလိုပုံရပါတယ်။အဲ့ဒီခေတုံးကရွေးကောက်ပွဲပြီးမြောက်အောင်ကိုလာနေပါကြာမြင့်ခဲ့တာပါ။ရခိုင်ရွေးကောက်ပွဲတွေမှာလည်းစစ်တုံးခဲ့တဲ့မဲများသူအနိုင်ရစနဲ့ First Path the Post EPTP အပြင်အမျိုးသားလှုပ်တော်နဲ့တိုင်းဒေသ ကြီးလွှတ်တော်တွေမှာအချို့ကျကိုစားပြုမှု proportional representation PR စနစ်ကိုပေါင်းစပ်ချက်သုံးနိုင်ရေးစစ်ကောင်ဆောင်ကလျှာထားပုံရပါတယ်။ဒါကြောင့် FPTP စနစ်နဲ့ PR စနစ်တွေကိုပေါင်းစပ်ချက်သုံးတဲ့ Miss Electoral System ကိုအသုံးပြုသွားမယ်လို့နားလည်ရပါတယ်။ ေါင်းဆိုင်ရွေးကောက်စနစ်မှာအဓိကအားဖြင့် Miss Member Proportional MMP နဲ့ Parallel Voting Miss Member Majoritarian MMM ဆိုပြီးမတူညီတဲ့စနစ်မျိုးရှိပါတယ်။ စေကောင်းစီကအမှတ်နေရ330အထိယူကောက်ခွေ့ရှိနေတဲ့ပြည်သူ့လွှတ်တော်ကို FPTP စနစ်နဲ့တွားလို့တဲ့အတွက်ဒီပေါင်းဆက်စနစ်နှမျိုးတဲကပါလာရယ်ဝုဒင်း Miss Member Majoritarian MMM စနစ်ကိုစစ်တုံးနိုင်စေအလားအလာရှိနေပါတယ်။ဒီစနစ်ကိုရုရှားနိုင်ငံကစစ်တုံးနေတာပါ။မြန်မာနိုင်ငံရဲ့ယူကောက်ပွဲအဆက်ဆက်ကိုပြန်ကြည့်မယ်ဆိုရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့စေအောင်စုကြောထောက်နောက်ခံပြုထားတဲ့ပြည်ထောင်စုစက်ကန်ရင်နဲ့ဖွဲ့ဖြိုးရေးပါတီ USDP တို့လောက်ပဲအစိုးရဖွဲ့နိုင်တဲ့ပါတီ တိကြီးတွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်နိုင်ငံတကာနဲ့ပြည်သူတွေရဲ့ရုပ်ောက်ပွဲစနစ်ပေါ်ဝေဖန်မှုနဲ့မကျေနပ်မှုတွေကိုရောချလိုတဲ့အရွယ်ချက်ဖြင့်တက်လာမဲ့အဆိုရကိုဆဲအုပ်စုကဆက်လက်ထိန်းချုပ်လိုတဲ့အတွက်ပြည်အားပါဝင်တဲ့ပေါင်းဆက်ရွေးကောက်ပွဲစနစ်ကိုအကောင့်ထဲပေါ်တာဖြစ်ပြီးတက်လာမဲ့အဆိုရဟာလည်းလက်ရှိအာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့အတူတူပဲဖြစ်လာမှာပါ။လက်ရှိမှာတော့ရုပ်ောက်ပွဲစင်ပါဖို့ကြိုးတင်ပြင်ဆင်မှုကာလ၉လပဲကျန်ရှိနေတဲ့အချိန်မှာလုံခြုံရေးအတွက်စစ်ကောင်ဆောင်ကအထူးစိုးရိမ်နေရပါတယ်။ စစ်ကောင်ဆောင်ဘူကျုံမှုကြီးမြောင်လိုက်ဟာလုံချုံရေးနဲ့တရားဥပဒေစိုးမိုးရေးအနေနဲ့လာမယ့်ဒီဇင်ဘာလတွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရတဲ့တိုင်းဒေသကြီးနဲ့ပြည်내များအလိုက်လုံချုံရေးလုပ်ငန်းတွေကိုစနစ်တကျအဆောင်ရွက်ကြရန်လိုကြောင်းမလ24ရက်နေ့အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ စစ်ကောင်ဆောင်စိုးရိမ်တဲ့အတိုင်းတိုက်ပွဲတွေဟာအရင်ကလိုမျိုးနဲ့စိုးနယ်ဖျားတွေမှာဖြစ်ပွားနေတာမဟုတ်ပဲပြီးအေယာဝတီဒေသများထိကူးစက်ပြီးနိုင်ငံအနှံ့ဖြစ်ပွားနေတာကိုတွေ့ရပါတယ်။တပတ်မှလည်းပဲစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြမဲ့နိုင်ငံရေးပါတီအချို့ကတော့မြို့နယ်ပေါင်း200ကျော်မှာရွေးကောက်ပွဲကျင်းပလာနိုင်ကြောင်းမျှော်လင့်နေကြပါတယ်။ အဲ့ဒီအထက်မှာရှမ်းသာရင်းသားများဒီမိုကရက်တစ်ပါတီ SNDP လို့ခေါ်တဲ့ကြားဖြူပါတီဥက္ကဋ္ဌဆိုင်းအိုက်ပေါင်ကမြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်ပေါင်း330တဲကမတည်ငြိမ်ပဲတိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့85မြို့နယ်မှာပဲရွေးကောက်ပွဲကျင်းပဖို့အခက်အခဲရှိနေတာကြောင့်ကျန်တဲ့မြို့နယ်ပေါင်း200ကျော်မှာရွေးကောက်ပွဲလုပ်လို့ရနိုင်တဲ့အလားအလာရှိတယ်လို့သူယုံကြည်ထားပါတယ်။ဒါပေမဲ့မွန်ပြည်နယ်မှာမြို့နယ်10ခုရှိတဲ့အထက်ကစိုက်ထိုးဘီလင်းတထုံနဲ့ရေမြို့နယ်တွေကိုဘေးဖက်ထားပြီးကျန်မြို့နယ်6ခုမှာပဲရွေးကောက်ပွဲ ချင်းပလာနိုင်ကြ။မွန်ညို့ရေပါတီ MUP မှပြောရေးဆိုခွဲရှိသူနိုင်တန်းရွှေက ခံမှန်းပြောဆိုထားပါတယ်။ကရင်ပြည်နယ်မှာလည်းဖအန်နဲ့လှိုင်းပွဲမြို့နယ်နှစ်ခုမှာပဲယူကပွဲကျင်းပနိုင်ခြေရှိတယ်လို့ကရင်မျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြည်စိုးကခန့်မှန်းထားပါတယ်။ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုကာလကိုလာတွင်စစ်ကောင်စီဟာရေကောင်ရေခမ်းတိုက်ဆက်ဖွဲ့ခဲ့ရင်လည်းရွေးကောက်ပွဲမတိုင်ခင်ဆုံးရှုံးနယ်မြေတွေကိုပြန်လည်သိမ်းနိုင်တဲ့အခြေအနေမတွေ့ရပါဘူး။ဒါကြောင့်2024ခုနှစ်တကောင်စီရဲ့ရနှုံးပြီကောက်ယူနိုင်ခဲ့တဲ့မြို့နယ်ပေါင်း145ခုမှာပဲရွေးကောက်ပွဲကျင်းပလို့ရနိုင်မှာပါ။အာဏာသိမ်းစစ်ကောင်စီဟာသူတို့ကိုယ်တိုင်ကိုးကွယ်နေတဲ့စာအုပ်အစိမ်း2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေလက်ရှိအခင်းချင်းအရဖြစ်စေရွေးကောက်ပွဲကျင်းပပေးရမှာဖြစ်ပြီးတရားချက်ကပဲသူတို့အတွက်နိုင်ငံရေးထွက်ပေါက်လို့ ့ဆိုနိုင်ပါတယ်။ဒါကြောင့်လည်းပဲယူကောက်ပွဲကိုအတိမတ်ပြုတ်ပင်းမဲ့မိဖက်နိုင်ငံတွေကိုရှားပွဲလိုတဲ့အရွယ်ချက်နဲ့ပဲရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတွေကိုတွားရောက်ခဲ့ပါတယ်။စစ်ကောင်ဆောင်ရဲ့ယူကောက်ပွဲအတွက်လည်းအထောက်ကူဖြစ်ခဲ့ပုံရပါတယ်။ခရီးစဉ်အသွင်းနဲ့ခရီးစဉ်ကပြန်ရောက်လာတဲ့နောက်ပိုင်းယူကောက်ပွဲကျင်းပမဲ့အချိန်ကာလကိုထပ်တလဲလဲပြောဆိုလာခဲ့တာကိုတွေ့ရမှာပါ။ ရွေးကောက်ပွဲစနစ်ကိုလည်းပြည်သူ့လွှတ်တော်ကိုမဲအများဆုံးရသူအနိုင်ယူစနစ် FPTP ဖြစ်၎င်းအမျိုးသားလွှတ်တော်နဲ့အတိုင်းပြည်နယ်လွှတ်တော်တွေကို PR စနစ်ဖြစ်၎င်းပေါင်းဆက်စစ်တုံးနဲ့ပေါင်းဆက်ရွေးကောက်ပွဲစနစ် Miss Electoral System ကိုစစ်တုံးဖို့ကြံရွယ်လာပါတယ်။လက်ရှာရွေးကောက်ပွဲစနစ်မှာအမတ်နေရာ190ရှိတဲ့အထက်လွှတ်တော် Federal Council အတွက်ပြည်နယ်85ခုမှကိုယ်စားလှယ်2ဦးစီနဲ့အချို့ကျရွေးချယ်တင်မြောက်ကြပါတယ်။ အောက်လွတ်တော်စတိတ်ဒူမအမှကြတော့အမတ်နေရာ450ရှိပြီးတဝက်ဖြစ်တဲ့နေရာ25နေရာကို close list proportional system ဖြင့်ရွေးချယ်ပြီးကျန်တဲ့ဝက်ကို FPTP စနစ်နဲ့ရွေးချယ်ကြတာပါဒါပေမဲ့လွှတ်တော်မှာစစ်တပ်က25ရာခိုင်နှုန်းဝင်ရောက်နေရာယူထားတဲ့စနစ်ရုရှားမှာမရှိဘဲမြန်မာရွေးကောက်ပွဲစနစ်မှာပဲရှိပြီးဒီအချက်ဟာစစ်ကောင်စီရဲ့အာဏာကိုထိန်းချုပ်ထားနိုင်တဲ့အားကြချက်ဖြစ်နေတာကိုတွေ့ရပါတယ် စီကောင်စီဟာရွေးကောက်ပွဲကိုကျင်းပပြုလုပ်မဲ့ကာလအပိုင်းအခြားကိုကျင်းညာချသလိုရွေးကောက်ပွဲကိုဆက်ကျင်မဲ့ဒေါ်လာရဲ့အဖွဲ့တွေကလည်းအဆင်သင့်ရှိနေတာကြောင့်ရွေးကောက်ပွဲဟာစီကောင်စီရသချက်အတိုင်းပြီးမြောက်လာနိုင်မလားဆိုတာကိုဆက်လက်စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။ သက်ချက်စာရံကိုရမ ్య အေစီဂျိုမှနိုင်ငံရေးသူတည်သည်များရေးသားထားပြီးအင်မနာကရုတ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းစုမှုကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။